ောက်ဖောက်ခွင့်လုံးဝမပေးဘူးနော်အဲ့ဒါကျမအကောင့်တန်းဖန်ဖန်ထားတဲ့မီဒီယာတွေရှေ့မှာကျမပြောနေတာနော်ကျမမပါပဲအလောင်းဖောက်ရင်ကျမတရားစွဲမယ်ဒါပဲနှစ်ရက်နေ့နှစ်နာရီနဲ့15မိနစ်အချိန်မှာ ကျမကိုအလုံးရေစခန်းနေပြီးတော့ကြိုင်မျိုးရေစခန်း first နဲ့ပို့ပါတယ်ဆိုပြီးအလုံးရေစခန်းကျမလက်ထဲကိုစလာထည့်တယ်စလာထည့်တဲ့အချိန်မှာကျမကြည့်လိုက်တဲ့အခါကျတော့ကျမလောင်းက9ရက်နေမှာပေါ်ဖို့ ဒါပေမဲ့ကျမကိုမေးစရာတွေရှိနေသေးလို့တရက်စောပြီး၄ရက်နေအရောက်လာခဲ့ဖို့ဆိုပြီးကျမကိုအကြောင်းကြားတဲ့စာပို့တယ်။ကျမခရီးသွားဖို့စီစဉ်တယ်။ကျမကိုလိုက်ပါကူညီမဲ့သူတွေစီစဉ်တယ်။အဲဒါဆိုတော့အားလုံးစီစဉ်လဲပြီးလဲပြီးရရှိနေကြလဲလိုက်မယ်။ကျမအမေစောက်ရှောက်တဲ့အန်ဒီနော်လေးလိုက်မယ်တခြား88မျိုးဆက်တည်းလေးလိုက်မယ်ဆိုတော့၄ရက်နေမနဲ့မှာကျမတို့စထွက်ဖို့စီစဉ်နေပေါ့နော်ဥပ္ပါ၄ရက်နေမနဲ့ကိုတန်းပြီးတော့ကျမတို့ထွက်သွားကြတယ် ဖန်းတင်ထားပါအဲ့တော့မခင်ရအဲ့တော့မရေးပြင်းနေရေးပြင်းနေရှိအဲ့တော့ဒီတော့မဟုတ်ဘူးညအဲ့တော့တော့အဲ့တာကလမ်းလုံးလေရနေမနေ့မှာကျွန်တော်တို့ကမော်လမြိုင်ကိုကျွန်တော်ရန်ကုန်ကနေပြီးတော့ဆက်ပြီးတော့ထွက်တယ်ပေါ့ကျွန်တော်တို့အဲ့ဒီမှာတရင်သမားတွေကျွန်တော်ကာဒစီတည်တန်းပါတယ်ကျွန်တော်တို့မော်လမြိုင်ကိုရောက်သွားပြီးတဲ့အချိန်မှာမှဟိုမတန်နာတို့ကနေသူတို့ကာဒစီနဲ့တက်တက်ရောက်လာတယ် ောက်တော့ဟိုရောက်တဲ့အချိန်မှာဟိုကျမတို့အမြဲတမ်းကူညီခဲ့တဲ့မွန်မျိုးသားပါတီရုံမှာသွားပြီးတော့ကျမတို့မွန်မျိုးသားပါတီကပုံကိုယ်တွေနဲ့တောင်ရှိတဲ့ပုံကိုယ်တွေနဲ့ဆွေးနွေးတယ်နောက်တစ်ခါမွန်ပြည်နယ် NLD ရပုံကိုယ်တွေရောက်လာတယ်ညောက်ကသွားတော့ဂျာဂီတဲတဲ့နေတော့ဒီစီက ်ဒီမှာပဲတိုက်ခဲ့မှာပါဆိုတော့ဟောတာကျွန်တော်တို့လည်းတိုက်ပြီးတော့ကျွန်တော်တို့ကပါသွေးနေတယ်ကကျွန်တော်ဒီပါကြီးရဲ့သူကြီးမှုပါဟုတ်ကဲ့ဒီရာဌာနမှုဟုတ်ကဲ့ကျွန်တော်မလည်းရှေ့နေပွဲရဲ့ညာရှိသူလည်းအမှန်တကျသွားတယ်အဲ့ဒါသူတို့လည်းအကုန်လိုက်ပါပြီကျမတို့အဲ့ညက်နေမှာပဲလေးရက်နေညက်နေမှာပဲကြိုင်မျိုးရစကန်သွားတယ် မှာမြို့နယ်မှုကကျမတို့အစင်းသင်းစောင့်နေတယ်။အဲ့ဒီယုံထဲမှာရက်တက်ဖွင့်ဝင်အင်းအားတွေလည်းအပြစ်ရှိတယ်လက်နှက်တွေနဲ့အပြစ်ထားထားတယ်သူတို့။ကျမရှင့်နေရာလဲသူတို့အပြန်လှန်မေးခွန်းတွေမေးတယ်လို့88ငိမ့်မှုရပါလာတဲ့အကြောင်းသားကုန်းဆောင်ကုညံလင်းတို့ကလည်းပြန်လှန် မြို့နယ်မှုကိုမိခုံးနေမိတာရှိတယ်ဆရာတို့ကြီးကိုဒီဆန်းလာပြီးတဲ့နောက်ပိုင်းမှာဝိုင်းရှီရဆရာတို့ရဲတပ်ဖွဲ့နေတာဘာကြီးတိတ်ထားလိုက်ရှိတယ်ကျွန်တော်ကဘာမှအပ်ရတာမရှိဘူးဒီလမ်းဆောင်ကနေပြီးတော့ဖမ်းပြီးဒီမှာပဲဆန်းလာချုပ်တော့မချုပ်ဘူးလုံးဝမချုပ်ဘူးလမ်းဆောင်ကိုတိုက်ကုန်တာလမ်းဆောင်ကိုတက်ဖို့ခေါ်တာဒီကျွန်တော်ဖြတ်လာခဲ့တဲ့လမ်းဆောင်ဒါဆိုလို့ရှိရင်အစိုးရထုတ်ပြန်တဲ့ပြည်ပေါ်မှာရေဆူနေတဲ့လူပြောမတင်ငါပွဲဖမ်းပြီးရမိဆိုတဲ့အစိုးရထုတ်ပြန်တဲ့လုံးဝပွဲလို့ရစာရေးမလဲတော့ဒီကတော့ကတော့ဒီနောက်ကနေတော့လိုက်လာတယ်ဆိုတော့ဒီက လို့ဒီကအတိပုံမှာဖမ်းတာမဟုတ်ဘူးလေဘော်ရဖမ်းတာသူ့မွန်ပွေးကြောက်ကဆိုင်ကယ်ကရီနက်ဒီကိုလမ်းဆုံးလာပို့ပို့ပြီးတော့မွန်ပွေးရဲ့အကြောင်းကြားချက်သူ့မဟုတ်ဘူးပတ်ဝန်းကျင်မြင်တွေ့ချက်အရသာဖြင့်ဒီစာဘသတင်းပေးရအဆင့်ပြီးပါဟုတ်လားအဲ့တော့ရေအကြောင်းကြားရေအရင်သိနေတယ်တပွင့်တယောက်ရဲ့ဟိုတစ်ချက်ကြီးတယောက်ရဲ့ဒီတစ်ချက်တယောက်ဟုတ်လားစတဲ့ဟာဒီစဉ်ဒီကိုတည်းကိုဆိုရတယ်ဟုတ်ကဲ့နော်အဲ့တော့ပြီးတော့ဘယ်လောက်အကြာမှာတက်ကလာခေါ်ပါလိမ့်မယ်အဲဆက်စီမဲ့မကြပါဘူးမကြအောင်လို့ဆက်မနေလားဥပ္ပါယီကို ဖမ်းစစ်ပြီးရေးရပါတယ်စကားရင်ရေးပါတယ်ပေါ့နော်စကားရေးရအရာရှိတာအချားဆင်အချားဆင်ဟုတ်ပြီအချားဆင်ဟုတ်ကဲ့အဲ့တော့အချားဆင်ကအဲ့ဒီကနေပတ်သက်ပြီးစကားမှာဂျီဒီမက်ချင်ပါလို့တာအဲ့ဒါတော့မလို့ကျွန်တော်တို့တိတဲ့ချိန်မှာပဲကျွန်တော်တို့ကကျင်းနာနေကြတယ်သူကအဖမ်းပြပြီးပြီ63ဦးရကစကားမှုကုမှုရမရှိရင်အမကလည်းပြေးလို့မရဘူးပြောလို့လည်းမရတော့ဖမ်းပြီးသွားတယ်ဒီကောင်ကအဲ့တော့ သူ့ကို mention ပြမပြအဲ့ဘာကြောင့်မပြလဲလဲလို့လဲကျွန်တော်ကဆရာဆရာပြောကြတာအဲ့တော့အဖွဲပူပေါင်းဖွဲ့ကနေကြတော့ဒီစက်ကုန်းလားဆိုမှာတွေ့တွေ့တယ်တက်တက်နေတဲ့ဘူကြီးဆံနေအောင်ရောက်လာပြီးတော့မှအဲသူ့ရင်စစ်စစ်မင်းများနေပြီးတော့မှဒါတက်ပိုင်းဆိုင်ကိစ္စလေးအဲ့ချိန်မှာလဲကျွန်တော်ဒီတိုက်ပွဲတွေကဖြစ်နေကြတဲ့အချိန်ဖြစ်နေကြတဲ့အချိန်ဒါဒီဒါသူ့ရဲ့အချက်လက်တွေကသူ့တက်ပိုင်းဆိုင်ရာအချက်လက်တွေ ကျွန်တော်စီကလည်းတွဲပြောင်းသွားတာမျိုးဆိုတဲ့နာမည်ဒါလိုက်တယ်မှာသူတို့အဲ့ဒီအချိန်မှာလည်းအကြီးဆုံးဒီကြီးတရားတက်တယ်မှာရှိတယ်ဆိုတော့ချင်းချက်ချက်ကိုခေါ်လာတယ်ခေါ်သွားတာအဲ့ချိန်မှာကျွန်တော်လည်းအဲပူပေါင်းဖွဲ့နဲ့အဲဆာယာဖာကျွန်တော်တို့ဖွဲ့ပြီးအဲတွားပြီးတရင်ယူတဲ့ခါကျတော့အရောက်ဖို့နဲ့ဆိုကျွန်တော်တို့တော့ပြေးမလို့ဒီနူဖောင်းဝတ်ချင်ဒီနူဖောင်းပုံနဲ့တက်တယ်ပေါ့လေအဲ့ချိန်မှာတက်မှာမရှိဘူးသူကကောင်းလို့ကသင်းညို့တယ်လို့ပြောရတယ်ပေါ့နော်ပြောတဲ့ခါကျတော့သူ ိုသူ့ကိုဘယ်လိုလေထုံးတဲ့ဒီလေထုံးတဲ့အနေနဲ့တကြိုတည်တာလည်းပြည်နေတော့ဟုတ်ပါဘူးသူကဘုရားဘာသာတရားဖြစ်တဲ့အတွက်ဟိုတပည့်ဆွတ်တာတော့ဟဲ့ရဟန်းပင်တာဖုံးပင်တာတော့တော့ဆက် ဲ့ဒါတော့တို့မမြင်ရဘူးကျွန်တော်ကြည့်လို့မရဘူးကျွန်တော်မသိဒီလောင်းပေါ်ယူရေးအတွက်ကျွန်တော်တို့လိုက်ပါပြီးတော့ကြည့်ရှုဖို့ကျွန်တော်တို့ဘယ်လိုတောင်းယူလဲဘယ်လိုကျွန်တော်တို့လိုအပ်တဲ့အရာပြောမှာကျွန်တော်အဲ့ဒါကိုပဲခွဲရတောင်းယူမှာလဲနောက်အလောင်းကိုကျွန်တော်ပြန်တဲ့ဝင်ပေးမှာမပေးလားစစ်ပါဒါဆေးရမယ်နော်ဒါလူတွေမှုမှာမဟုတ်တာလူတတ်မှုပဲဆေးရမှာပဲကျွန်မတိုင်တာလားကျွန်မကျွန်မမြူသားဟာသူယူသားယူသားဆိုတာဒီစင်ကြီးမဟုတ်ဘူးကျွန်မလို့ဒီတမ်းစရာဟော ဒါပေမဲ့ကျမတို့ဗနေရဲ့ဟိုပြန်တဲ့ကွင့်ပြုတာဗနေရဲ့ကိုကျမမမေးဘူးဗနေရဲ့စစ်တယ်လေကျမမပြောဘူးဒီဟာလုံလုံလုံးကြီးရှိမှာပြန်တဲ့ကွင့်ပြုမယ်မပြုမယ်ယနေ့ထိညနေမှုရှိတယ်ကျမရှိကျမကဘာမှမပြောဘူးကျမသိချင်တာပြန်တဲ့ကွင့်ပြုမယ်မပြုမယ်တခုဘာလို့ကျမကဟိုမှာကျမသူ့ကားနဲ့တည်သွားတယ်ဟိုမှာကျမကျမတတ်နိုင်ပြီကျမမိတဲ့ကြုံနေကြုံတယ်ကျမအုတ်ခုထိန်ထင်အဲ့ဒီအတွက်ကြောင့်ကျမနောက်မှာရှိတယ်ကျမရဲ့အပေါင်းအသင်းတွေမိတ်ဆွေတွေကျမအခုတောင်းအောင်ဒါက ကျွန်မကဒါလောက်တော့မီးအရာလည်းဖြစ်တယ်။နောက်ပြီးတော့ဆရာတို့ကဒါမြန်မာနိုင်ငံသားချင်းကိုချင်းစာစိတ်လို့ကျွန်မထင်တယ်။ဒါလေးကိုကျွန်မကိုပြန်ပြီးဖြေပေးမယ်ကျွန်မနိုင်ငံကကားခေါ်ကိုဆင်ပြရအောင်။ဟုတ်ကဲ့။ကျွန်တော်ကကျွန်တော်ကတော့ဆက်စီပြတာနဲ့ကျွန်တော်ဖွင့်ပြပါကျမတို့အဓိကသိချင်တာကတော့မနေ့ကအလောင်းသွားပေါ့ဘယ်လိုစီစဉ်ထားမလဲကျမတို့လုံခြုံရေးကိုဘယ်လောက်တောင်းယူမလဲလို့သူ့ကိုမေးတယ်အဲသူ့မေးတယ်ကျွန်တော်တို့အားလုံးစီစဉ်ထားပြီးပါပြီ၅ရက်နေမနေ့ 7နာရီဦးသားအဲ့မော်လမြိုင်နဲ့ကြိုင်ပြီးတော့သွားတဲ့အဝိုင်းကိုလာခဲ့ပါအဲ့ဒီအဝိုင်းမှာကျွန်မကျွန်တော်တို့စထွက်မယ်ဆိုတော့ကျွန်တော်တို့မနေ့7နာရီအရောက်အဲ့ဒီအဝိုင်းကိုသွားတယ်ကျွန်တော်တို့သတင်းသမားတွေကလည်းအဲ့ဒီမိနစ်မှာပဲမော်လမြိုင်မြို့ကန်သတင်းတောက်တင်နေရောကျွန်တော်တို့တွေကဟို9နာရီမထိုးခင်နေရ6နာရီခွဲလောက်တည်းကအဲ့ဒီဟိဖအံကိုသွားတဲ့လမ်းစုံပေါ့မော်လမြိုင်ရဲ့ကြိုင်မြို့ရဲ့ဖအံလမ်းစုံမှာအဝိုင်းမှာကျွန်တော်တို့ကသွားဆောင်ပြီးတော့ကျွန်တော်တို့စုရမှာသွားဆောင်ကြတယ်ကျွန်တော်တို့ကားတွေစရောက်တာနဲ့အဲ့ဒီမှာစစ်စစ် စစ်သားတွေအပြည့်နဲ့ပေါ့နော်တက်မတော်ကဒီဘယ်တက်ရင်းမှန်းတော့ကျွန်မမသိဘူးဘယ်တက်ကဘက်တစိတ်လည်းလည်းမသိဘူးဒါပေမဲ့အပြည့်လက်နဲ့အပြည့်နဲ့ကားကြီးပဲ5စီး6စီးလောက်ကိုကျွန်မတွေ့တယ်ရဲကားကတော့2စီးအပြည့်ရဲအပြည့်နဲ့ရှိတယ်အဲတွေ့တော့ကျွန်မသူတို့ကိုကျွန်မသွားမေးတယ်အဲသူတို့ကဒီလမ်းဘေးကတဲလေးတဲတဲထဲမှာသူတို့ထိုင်နေတယ်တွေ့တော့ပြင်းနေရဲမှုပါလို့သူကိုယ်သူမိတ်ဆက်တယ် အဲ့တော့ဒါကမှုခင်းဆရာဝန်ကြီးပါဒါကလက်မှုခင်းဆရာဝန်ကြီးပါမှုခင်းဆရာနှစ်ယောက်နဲ့မိတ်ဆက်ပေးတယ်ကျွန်တော်တို့တွေကဒီဟိုဟာမျိုးသားမြန်မာနိုင်ငံမျိုးသားလူခွင့်ရေးကော်မတီကစစ်ဆေးအဖွဲ့ကိုကျွန်တော်တို့ခဏစောင့်နေတာသူတို့လာတယ်ကျွန်တော်တို့ထွက်မယ်လို့သူတို့ပြောတယ်အဲ့ကျွန်မကားပေါ်တက်ပြီးစောင့်နေ ောက်ရှင်တန်းနေတည်ယူရသွားတဲ့အခါမှာကျမတို့လိုက်ပြီးသွားတယ်။ကျမတို့အရှိမရဲကားတစ်စီးရှိတယ်။နောက်စစ်ကားရှိတယ်။အဲကျမတို့နောက်မှာတခြားကားတွေတန်းစီပြီးတော့လာတယ်။အဲတော့ရဲအင်အားကတော့ကျမထင်တာ90ကျော်လောက်ရှိတယ်။စစ်တပ်အင်အားကတော့ယာနီးပါးလောက်ရှိတယ်။မထွက်ခင်မှာကျွန်တော်တို့ကိုအဲ့ဒီဒီတာဝန်ကြားတဲ့ရဲမှုကကျွန်တော်တို့ကိုခေါ်ပြီးတော့ပြောတာရှိတယ် ဒီ area ကအခုသွားမဲ့ area လုံခြုံရေးအရာစိတ်မချအောင်နောက်ပြီးတော့မြေမြုံမှိုင်းနေရှိနိုင်တယ်သူတို့သွားတဲ့သူတို့နင်းတဲ့အဲနေဟာကိုပဲ light နင်းပြီးတော့ကျွန်တော်တို့သွားဖို့အဲဒီလမ်းကြောင်းကနေတွေ့ပြီးတော့ကိုယ့်ဘက်ကိုဟိုမသွားဖို့သွားလို့ဖြစ်လိုင်းလဲအဲ့ဒီပြတန်အဲ့ဒီတာဝန်ကသူတို့နဲ့မဆိုင်ဘူးကိုကိုကိုဖြစ်တာကိုခံလို့ပဲသူတို့ကအဲဒီကျွန်တော်တို့စသွားတယ်မနေ့တည်းကကျွန်တော်တို့သတင်းထောက်တွေခေါ်တွေ့ပြီးတော့ပြောတယ်ပေါ့